Performance Auto International Company Limited ကတဦးတည်းကိုစလဲနေနဲ့ပြည်တွင်းမှာရောင်းချခွင့်ရထားတဲ့ Cherry Car တွေဖြန့်ဖြူးရောင်းချဖို့အတွက် showroom အသစ်ဖွင့်ပွဲကိုမလာရှိရဲ့နှစ်နှစ်ပိုင်းကအမှန်နဲ့ဒီလန်းနဲ့ခပောင်းလန်းတောင်လှိုင်မြုပ်နဲ့ရန်ကုန်မှာခန့်ခန့်နာနာတတ်တတ်မြတ်မြတ်ကျင်းပခဲ့ပါတယ်။ Cherry Myanmar Show and open in ဲ့ဒီနေ့မှာပဲပြည်တွင်းမှာရောင်းချဖို့ရှိနေတဲ့ Cherry အမှတ်တစ်စိတ် FX SUV type လက်စစ်ကားနဲ့ E21 မြို့တွင်သုံး Mini EV ကားနှမျိုးကိုမြန်မာကားချစ်သူတွေအတွက်မိတ်ဆက်ပြသလိုက်ပါတယ် Cherry မြန်မာ showroom ဟာ 4S showroom ဖြစ်တာကြောင့် sale service spare parts တွေကိုတနေရာထဲမှာ one stop service ပေးနိုင်တယ်လို့ Performance Auto International Company Limited ရဲ့ branch manager ဦးစော်မျိုးထက်ကပြောပါတယ် တယ်ဒီမှာရှုလို့ရန်ကုန်မှာဆိုရင်ကျွန်တော်တို့မှာအယောင်ပိုင်းလည်းရှိပဲစာပေစပြဘက်ဈေးအလုံးကို one stop ပေးနိုင်အောင်လို့ကျွန်တော်တို့စီစဉ်ဆောင်ရွက်ထားပါတယ်အခုလက်ရှိလည်းဒီနေ့ကစပြီးတော့ရောင်းစပြီးတော့နောက်ပိုင်းမှာကျွန်တော်တို့အနေနဲ့မက်ကနစ်ဆိုရင်လည်းမြန်မာနိုင်ငံမှာတက်ကြွနားလဲတဲ့မက်ကနစ်အများအပြင် ာဒီ cherry ကိုထုတ်လုပ်တဲ့နိုင်ငံမှာ China မှာမကန်နေများနဲ့လည်းပူးပေါင်းပြီးတော့ကျွန်တော်တို့စားပြစ်ပေးလျက်ရှိပါတယ်ဒီ cherry EV ကားပေါ့နော် EV ကားမှာဆိုရင် EQ1 နဲ့ဒီ FH ကိုအာအဓိကတော့ဒီ battery နဲ့အဓိက အစိပ်အပိုင်းကြီး၅ခုပေါ့နော်အစိပ်အပိုင်းကြီး၅ခုကတော့ကျွန်တော်တို့ဒီရှင်းနေတဲ့ကီလိုမီတာတသိန်းခွဲပြေးထားပြီးတော့အဒီကားနဲ့ vehicle နဲ့ပတ်သက်တာတော့ကျွန်တော်တို့၃နှစ်နဲ့ကီလိုမီတာတသိန်းပေါ့နော်အဲ့ဒါတွေတော့အဘကန်မိုင်းနေလည်းပြေးထားပါတယ်ကျွန်တော်တို့အဘကန်ပြေးတဲ့အပိုင်း မှာလဲကျွန်တော်တို့မှာတခြားအားတွေအကုန်လုံး ready ဖြစ်အောင်လို့ကျွန်တော်တို့ဆောင်ရွက်ထားပါတယ်ကြည်တွင်းစေးကွက်မှာရောင်းချပုတ်ရှိနေတဲ့ Cherry FX ကားကတော့၅ရောက်စီနှစ်ဆိုင် SUV ကားမျိုးစားဖြစ်ပြီးမြို့တွင်းမြို့ပြင်သွားလာရေးအတွက်အဆင်ပြေအောင်ထုတ်လုပ်ထားတဲ့ကားပဲဖြစ်ပါတယ်။ကားအရွယ်အဆောင်ကြည့်ရင်တော့အရှိနောက်ရှိ4424 mm ၊ပယ်ညာအကျယ်1830 mm အမြင့်1588မီလီမီတာရှိပြီး wide base က2630မီလီမီတာထိရှိပါတယ်။ Cherry FH ကဆိုရင်ပြီးသူ့ရဲ့ဒီဇိုင်းက cross over ပေါ့နော် straight line design ပေါ့နော်အဲလေခွင်းအားအပိုင်းမှာလည်းကျွန်တော်တို့ air fan တွေတက်ဆင်ထားပါတယ်ပြီးတော့သူ့ရဲ့ရှေ့မျက်နှာရှေ့မျက်နှာပြင်အားဆိုရင်ဖြင့်လည်း future ပေါ့နော်အ design ကိုကျွန်တော်တို့ထုတ်လုပ်ထားပါတယ် cherry ရဲ့အားသာချက်တွေအနေနဲ့ကတော့ဒီ fh မှာဆိုရင်တော့ voice command တွေရမယ် driver နဲ့ပတ်သက်ပြီးတော့ dms system တွေပါမယ် dms system ဆိုတာတော့ driver ကိုအင်္ဂါနေတာပဲဖြစ်ဖြစ်ဥမာအင်္ဂါတာပဲဖြစ်ဖြစ်မျိုးလုံးမိတာပဲဖြစ်ဖြစ်တန်းတာပဲဖြစ်ဖြစ်ဒီလိုအခြေအနေတွေမှာ driver ကိုအလန်းပေးပြီးတော့ဒါ safety ဖြစ်အောင်ပေါ့နော်လောက်ဆောင်ပေးတဲ့ system တွေပါမယ်။နောက်တစ်ခုအနေနဲ့ဆိုရင်တော့ဒီ Cherry FH က78% stainless steel ပေါ့နော်အဲအားတွေလောက်ထားတဲ့အတွက် safety ဘိုင်းမှာလည်းကျွန်တော်တို့အာမခံဆိတ်ချလို့ရတဲ့ယုံကြည်လို့ရတဲ့အပိုင်းမှာရှိပါတယ်အဲနောက်တစ်ခုအနေနဲ့ cherry မှာဘာပါမလဲဆိုရင်ဒီအမှတ်တမှတ်ပေါ့နော်မတော်တဆအခြေတိုက်မှုဖြစ်ခဲ့သည့်တော့ကောင်အက်ဆီဒန့်တစ်ခုခုကြုံခဲ့သည့်တော့ကောင် driver နဲ့ passenger တွေအတွက်ကို hybrid system line ကိုဖြတ်တော့ပေးတဲ့စနစ်လည်းပါပါတယ် နောက်တစ်တစီဖြစ်တဲ့ Cherry E21 Mini EV ကားကတော့31 kWh လီသီယံ iron phosphate battery ကိုသုံးထားပြီးတခါအပြည့်သွင်းပြီးရင်သွားနိုင်မဲ့ CLTC range 219 km ထိရှိလို့မြို့တွင်းသုံးကားတွေထဲမှာတော့အဆင်ပြေဆုံးကားပဲဖြစ်ပါတယ်။ Cherry E21 brand လေးကတော့တကား3ပေါက် EV ကားလေးဖြစ်ပါတယ်။ EV ကားတကား3ပေါက်လေးဖြစ်တဲ့အတူသူ့ရဲ့အရှိအဟာဖြင့်အသေးပေကျော်ကျော်လေးပဲရှိရတဲ့အတွက် ကျွန်တော်တို့အနေနဲ့မြို့ရင်းကိုအလွယ်တကူသွားလာနိုင်မယ်။ကောက်ပါကင်ရှားပါတဲ့နေရာတွေမှာကောက်ပါကင်ကိုအလွယ်တကူထိုးနိုင်မယ်။နောက်ထပ်အနေနဲ့ဆိုရင်ကျွန်တော်တို့821ရဲ့အုပ်ပြုထားတဲ့ frame ကတော့ all body frame ကတော့အလူမီနီယံ frame ဖြစ်ပါတယ်။အလူမီနီယံ frame ဖြစ်တဲ့အတွက် pop up တက်လွတ်မယ်။ကျွန်တော်တို့ဒီပေါ်ပါတက်လက်တဲ့ဟာနဲ့အတူတူအလူမီနီယံဖရိတ်ဖြစ်တဲ့အတွက်ကျွန်တော်တို့မှာဗားအားကြက်တွေရှိမှာဆိုတော့တန်ကြီးတက်ချင်းကိုလည်းကျွန်တော်တို့အကောင်းဆုံးကာကွယ်နိုင်တဲ့ဖရိတ်လိုအစားဖြစ်ပါတယ် Performance Auto International Company Limited ကို2016ခုနှစ်ကစတင်တည်ထောင်ခဲ့တာဖြစ်ပြီးဆွီဒင်နိုင်ငံထုတ်ကမ္ဘာကျော် luxury ကားဖြစ်တဲ့ Volvo ကားတွေကိုပြည်တွင်းမှာရောင်းချနေတဲ့ကုမ္ပဏီပဲဖြစ်ပါတယ်။တရုတ်နိုင်ငံရဲ့နာမည်ကျော် Cherry ကားတွေကိုမြန်မာနိုင်ငံမှာတအူးတည်းတင်သွင်းရောင်းချဖို့အတွက်2020ကသဘောတူညီချက်ရခဲ့တာပဲဖြစ်ပါတယ်။ Cherry လက်စစ်ကားတွေကိုထပ်လုပ်နေတဲ့ Cherry Group ကတော့1999မှာစတင်တည်ထောင်ခဲ့တာဖြစ်ပြီး နိုင်ငံပေါင်း100ကျော်မှကားတွေထပ်လုပ်နေပြီးတရုတ်နိုင်ငံရဲ့အကြီးဆုံးခရီးသည်တင်ကားထပ်လုပ်ရောင်းချနေတဲ့ကုမ္ပဏီနေနဲ့နှစ်ပေါင်း22နှစ်ကြာအောင်ရပ်တည်နေတာပဲဖြစ်ပါရဲ့ရှင်။